ဇရက်တို့ရောက်ကြတော့ခါဇရက်ပဝင်းကျင်တွင်စူညံစူညံနဲ့နေကြ၏တချုံပြန်ဥတာဤကအရက်မူးပြီးလျင်ဟိုပြောတီပြောနဲ့လုံနေလေ၏တချုံပြန်ဒီဟူသောပွဲသူကြီးကိုရထားသူဖြစ်သောကြောင့်ရွာထဲတွင်တကုံမှန်ကင်းကဲ့သို့ထောင်လွားခြင်းပြုလျက်နေ၏အောင်ရွှေကြီးပုံနေခဲပြားမထဲ့သူကမှတ်ထားမည်ဟု ဆိုလေသည် သို့သော ခဲပြားထဲ့သည်ကိုမြည်သူများမမြင်နိုင်အောင် မဲဘုံများကာထားရာယုံကလေးကိုအလုံးကာထားသောကြောင့်ဤတို့တမှတ်ထားရင်ခဲရင်လာကြည့်ပြီဥတာဤနှောက်ရက်တီကိုမခံနိုင်ရှာသော မောင်သားဘန်းကနေပိုင်အားတိုင်ကြလေသည်တချုံပြန်ဥတာဤနေပိုင်ရှိသို့ရောက်လေပြီဝုန်းနေဤငိမ်ငိမ်တက်တက်မနေလျင်ခိတတကြီးမောင်သားဘန်းဤနေတွင်24ຫນာဤချုပ်ထားမိဟုပြောလိုက်တော့မှဥတာဤငိမ်သွားလေသည်တချုံပြန်ပေမည့်24ຫນာဤအချုပ်ကိုကား ကြောက်လာပြီ။ဦးသားအေးကိစ္စပြီးသွားလိမ့်ပြီ။ရွေးကောက်ပွဲကျင်းပရန်သာလိုတော့၏။နေပါဦးနေပါဦး။စစ်ကွင်းတကြီးမင်းသည်ရှောက်လွာတစောင်းကိုကင်ကာနေပိုင်နာရက်နေပြန်ပြီ။အဖေသူသောရှောက်လွာပါနီ။မိမိအားအထူးအာဏာကိုပေးရန်ရှောက်ထားသောရှောက်လွာဖြစ်လိမ့်ပြီ။အရေးပိုင်မင်းထံစီရင်ခံစားရေးမိဟု ပြောပြီးလျှင်ရွေးကောက်ပွဲကိုစမိပြု၏။စာရွေမရသေး ။ဇလုတ်ကြီးရွာကြီးမောင်တာလင်းသည်ရှောက်လာတဆောင်နှင့်သူ့နေရာမှထလာပြန်သည်။ခြောက်လုံးဘူးတနက်စုကိုပေးရန်ရှောက်လာဖြစ်လေသည်။စုများအကြောင်းရေးသည့်အခါစဉ်းစားမိဟုပြောပြီးလျင်ရှောက်လာကိုဇပွဲပေါ်တင်ထားလိုက်လေသည်။ရွေးကောက်ပွဲကိုအကယ်ပင်စတော်မည်။ဘေးမှလျင်စရရအန်သေးနီ။ကြေးရွာမီကောမဒီမောင်လူကြီးသည်တောင်းတတော့မှထ၍လာပြန်သည်။ ရွာမြေအသည့်ရှာပေးရန်ရှောက်လာဖြစ်လေသည်ရွေးကောက်ပွဲလောက်ရာမှာသူတို့တွေကတမူအလွန်ရှုပ်လာပေသည် မောင်လူအေးစိတ်မရှိတော့ပြီရှောက်စရာရှိလျင်ရွေးကောက်ပွဲပြီးမှရှောက်နိုင်ဤဟုပြောလိုက်တော့မှအေးသွားလေတော့သည်ရှောက်လာကိစ္စတွေကပြီးသွားလေပြီရွေးကောက်ပွဲကိုစရင်သာလူတော့သည်မောင်ရွှေချင်းနဲ့မောင်သာပန်းတို့ရေးချင်းများကိုစစ်ဆေးပြီးလျင်မောင်သာပန်းအားပုံဝင်သည်မောင်ရွှေချင်းအားပုံအစိမ့်တို့ကိုပေးလေသည်မောင်လူအေးကပြေးသက်ကြီးအား မောင်သာပန်းကိုသဘောကျလျင် ပုံအနီထဲတင်ခဲပြားထည့်ကြပါမောင်ရွှေကြေးကိုသဘောကျလျင်ပုံအစိမ့်ထဲတင်ခဲပြားထည့်ကြပါဟု ပြောကြ၏အားလုံးတိတ်ဆိတ်လျက်နားထောင်နေကြလေသည်မောင်သာပန်းအနီမောင်ရွှေကြေးအစိမ့်မောင်ရွှေကြေးအစိမ့်မောင်သာပန်းအနီထိုခဏအတွင်းအနီအစိမ့်အစိမ့်အနီဆိုသောအတန်များအပြင် မြည်သည့်အတန်ကိုများမကြားရချေ။ဆယ်အိမ်ကောင်းဥလူမောင်က ကြောင်တကြောင်မှထ၍မောင်သာပန်းကရဲရင်လို့နီးတဗျာကြည်ငဲ့ရဲ့အမွေးအတောင်ကစိမ့်လို့မောင်ရွှေကြည်ကစိမ့်တဗျာဘာမှမှားတရားမရှိဘူးဟုဆိုသည်ခမားတို့ရဲ့ကြည်ငဲ့ကိုကျုပ်တို့လေးတစ်ချက်ထဲနဲ့ခွင်းမယ်ဗျာဟုကော်မတီဥဒါလီကဆိုလေသည် ပေးသက်လဲအတော်မတတ်အောင်ရဲကြလေသည်မောင်လူအေးသည်ပုံအစိမ့်နဲ့ပုံနီကိုမဲဆန္ဒယုံကလေးတဲ့တွား၍ထားပြီးနောက်လူမှန်စရင်ကိုဖွင့်ကား မောင်ကာလီဟုခေါ်လိုက်လေသည် မောင်ကာလီ တက်၍လာလေပြီမောင်သာဘန်းနှင့်မောင်ရွှေကြီးတို့နှစ်ယောက်စလုံးသူ့ကိုပြုံး၍ကြည်ကြလေသည်မောင်ကာလီ ပုံမှန်သဏ္ဍာန်ကိုကြည်ပါဦးမန္တလေးလုံကြီးအစ်စ်ကိုဝိလက်နီးရောင်ကောင်းပေါင်းကို ပေါင်းထားသည်အင်ကြီးကမရှိပေဘုဖနက်တရံကိုလက်တစ်ဖက်ကကိုင်းတစ်ဖက်တွင်ကထီရှုပ်ပွေ၍နေလေတော့သည်စိတ်ရှုပ်စရာလွန်စွာကောင်း၏သို့သောရွာသူရွာသားတို့ကမူကား မောင်ကာလီမှာအလွန်ကြိုက်ကြသည်ဟုတီတိုစကားပြောကြားနေကြလေသည် မောင်ကာလီက ပြုံ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 နဲ့ဝင်လာ၏မောင်လူအေးအနီးသို့ရောက်လျင်ရက်လျက်နေသည် မောင်လူအေးလည်းမေးစရာရှိသည်တို့ကိုမေးစစ်စရာရှိသည်တို့ကို စစ်ဆေးပြီးလျင် ခဲပြားတပြားကိုလှမ်းရပေး၏လှမ်းယူရန်မောင်ကာလီတွင် လက်ပေါ်မပါလက်နှစ်ဖက်လုံးမအားရှာပေပြည်သက်ကြီးကဝါကနေရေးကြပြန်လေသည် နောက်မှ ွက်ဖက်နှက်များကိုပခုံးတင်ချိတ်ခါခဲပြားကိုလှမ်း၍ယူသည်ပေးသက်ကြီးလည်းအတော်မတက်အောင် ရေထလေတော်တည်းမောင်ကာလီမဲဆန္ဒယုံမှထွက်လာလိမ့်မည်မောင်ရွှေကြီးကသူ့ပုံနေမဲထဲခဲ့သည်ဟုထင်၏မောင်သာပန်းကသူ့ပုံနေထဲခဲ့သည်ဟုထင်မှတ်လိမ့်၏မောင်ကာလီကမောင်ရွှေကြီးထံမှငွေ20မောင်သာပန်းထံမှငွေ20ရပြီးလေပြီးအလွန်အလော်ကောင်းသော မောင်ကာလီပါတကားလူခွန်စရင်တွင်ပါသောသူတို့အား တယောက်ပြီးလျင်တယောက်ခေါ်ရာလူ20ခန့်ဆန်နှမဲပေးပြီးလေပြီထို့နောက်မောင်လူအေးကမွေဟောက်ဟုခေါ်လိုက်ရာ လူအများရေကြပြန်သည် မွေဟောက်ဆိုသူသည်အဘယ်သို့သောသူနည်းဟုတိလို့ရေမောင်လူအေးနှမ်းကြည့်လိုက်မိလေသည်ဟော်ဟော်မွေဟောက်ဝင်လာလေပြီအင်ကြီးမပါခေါင်းပေါင်းမရှိမျက်နှာတုပ်ပေါ်ကညစ်ပေပေကို လုံကြီးလှုပ်၍ဝှက်လာရရှာလေသည်လွန်စွလွန်စွမှစင်းရဲဟန်တူ၏မောင်လူအေးတနာမိလေသည် သို့တော့ မွေဟောက်ကအရေပင်မပြဲရွာသားတို့ကလည်းရေလျက်ပင်တရဝါတို့ဤဓမ္မရာဖြစ်လျာပျော်စမြင်ဖြစ်သည်ဟုမောင်းလူအေးတွေးတော်မိပြန်လေသည်မွေဟောက်မဲဆန္ဒယုံတွင်မှပြန်ထွက်လာတော့ကဟိတာပန်မင်းပုံးထဲမှာထဲ့တကွဲဟုဆိုကစင်းသွားလေသည်ကြားရသူတို့လည်းရေလျက်ကြံရစ်ကြလေသည်မွေဟောက်မဲထည့်ပြီးနောက်ရေစရာအချက်မပေါ်သေးပေလူပေါင်း90ကျော်မဲပေးပြီးသည်ပြီ၃လျောက်သား ကြံတော့ဤဒူဂွန်စရင်တွင် နောက်ဆုံးအမိက စကန်းဖြစ်သည် စကန်းဟူ၍မောင်လူကြီးခေါ်လိုက်ရာရွာသားတို့ရုတ်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 ဖြစ်သွားသည်ဟိုကြည့်ဒီကြည့်လောက်ကြပြန်သည်အဘဲကြောင့်ပါလေထူးဆန်းသောကြောင့်ဖြစ်သည်ဟောဟိုမာကြည့်လူနှစ်ယောက်တက်လာကြလိမ့်မည်တယောက်ကရှေ့ကတယောက်မှာနောက်ကလိုက်လာလိမ့်သည်ရှေ့လူကနောက်လူကို တွဲ၍လာခြင်းဖြစ်လိမ့်သည် စကန်းမျက်စိကြွယ်သွားသည်မှာလေးလာမြတာကြာလိမ့်သည် စကန်း မိမိနားသို့ရောက်လျင် မောင်လူအေးကဘသူမဲပုံလေးကိုထဲ့ကျင်တယ်လဲဟုမေး၏။မောင်သားပဲပုံနဲ့ထဲ့ကျင်တယ်ဟုဖြစ်သည်။မောင်လူအေးကိုယ်တိုင်မဲဆန္ဒယုံတဲ့သူဝင်က ခဲပြားကို မောင်သားပဲဤပုံလေးတို့စကန်းအစားထဲ့ပေးရလိမ့်၏။စကန်းတို့စင်းသွားလျင်မဲဆန္ဒပြီးသောကိစ္စကြီးကပြီးသွားလေတော့သည်။မောင်လူအေးသည်မောင်သားပဲမောင်ရွှေကြီးတို့ဟာမေးစရာရှိသည်တို့ကိုမေးစစ်စရာရှိသည်တို့ကိုစစ်စစ်က အုပ်စုတကြီးတို့အားလည်းစစ်ဆေးလေသည်ဤတို့စစ်ဆေးပြီးလင်းပုံအစိမ့်နှင့်ပုံအနီတို့ကိုမဲဆန္ဒယုံလေးထဲမှထုတ်ယူကြပြီးလင်းလူကြီးဆောင်ရာရှိတဲ့ပုံများကို ဖွင့်ကခဲပြားများကိုရေတွက်ဤပရိတ်သက်ကငင်လျက်ပင်မဲကို ရေတွက်ပြီးလင်းမောင်လူအေးကဤတို့ကြုံညာဤမောင်တာပန်း85မဲမောင်ရွှေကြီး15မဲပရိတ်သက်ကြီးစူညံသွားကြဤမောင်ရွှေကြီးကကြက်ပြောက်ငှက်ပြောက် ပျောက်သွားလိမ့်မည်။ကောင်းကင်တို့ပင်ပြန်သွားလေသလား။ရွာသူရွာသားတို့လည်းစကားတပြောပြောနဲ့ရွာတို့ပြန်သွားကြကုန်၏။လင်းလုံးပင်ရွေးကောက်ပွဲကြီးစုံကန်းတို့ရောက်လိမ့်မည်။